hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page မှာဆိုလို့ရှိရင်ဒီမှာ recommendation အောက်မှာဆိုလို့ရှိရင် we can recommendation your page content ဆိုပြီးပြတယ် page မှာပြောမှဆိုရင် rich enrichment အပိုင်းကြာတော့ခဲ့တယ်ဘာကြောင့်ကြာတော့ခဲ့တယ်ဒီမှာ review content နေပြီးမှတစ်ချက်သွားခိုင်းတယ်ပြီးလို့ရှိရင်ဒီမှာတစ်ချက်ကြည့်မှာဆိုရင် you have pitch broken same rule ဆိုကျွန်တော် pitch ကဒီတစ်ခုခုကိုချိုးပေါက်ထားတဲ့ဆိုပြီးသူကပြတဲ့အတွက်ကြောင့်မဒီလိုဆက်ကျွန်တော်တစ်ချက်နှိပ်ပြီးတွားလိုက်ပါမယ်အိမ်ဆုံးကျွန်တော်တို့ဒီနေရာဘယ်လိုလာရမလဲဆိုရင်ကျွန်တော်အိမ်ဆုံး pitch home ကိုကျွန်တော်တစ်ချက်တွားပြီးမှအစနဲ့ကျွန်တော်တစ်ချက်လုတ်ပြပြီးမှဖြစ်ပါတယ်ကျွန်တော်ဒီ pitch ဖြစ်ပါတယ်ဒီ pitch ကကျွန်တော်ပထမတော့က sub attack pitch တစ်ခုဖြစ်ပါတယ် to pitch quality အနေအားဖြစ်တဲ့ဆိုတဲ့အတွက်ကြောင့်မို့ corporate strategy ရဲ့ဆိုတဲ့အတွက်ကြောင့်မို့ဒီ pitch နဲ့ပတ်သက်ပြီးမှလည်းရှောင်းရင်ဆောင်နဲ့ပတ်သက်ပြီးဘယ်လို edit ဘယ်လိုတွေဝိုက်ပြီးမှရေးသွားရမယ်တင်သွားရမယ်ဆိုပြီးအားလုံးကျွန်တော်ပြောပြပေးတယ် ယ်အကယ်လို့ကျွန်တော်ဗီဒီယိုတင်နေဆိုရင်တော့နောက်ကန်တစ်ချက်မှာ corporate looking ကဘယ်လိုတင်သွားရလဲဆိုမှအားလုံးအသေးစိတ်လုပ်ပြီးမှကျွန်တော်ပြောပြရှင်းပြပေးတာပေါ့နော်အခုတစ်ခါကျွန်တော်တို့ဒီ page မှာ rich english နဲ့အရန်ကိုကြားတဲ့အပိုင်းနဲ့ပတ်သက်ပြီးသွားမယ်အဲ့တော့ကျွန်တော်အဲ့တော့ကျွန်တော်ဒီမှာ professional dashboard တစ်ချက်သွားမယ်ဖုန်းနဲ့ဖြစ်ဖြစ် laptop နဲ့ဖြစ်ဖြစ်သွားလို့ရပါတယ်ခင်ဗျာနော်ဒီလိုဆာဆိုလို့ရှိရင်တော့ဒီ page ကကျွန်တော် subs အထားတာဒီနည်းနည်းဆိုရင်တစ်လလောက်ရှိတော့ခဲ့တဲ့အချိန်မှာသူ page ရဲ့အချင်းတွေမှာ rich english နဲ့တော်တော်လေးကောင်းတဲ့အတိုင်းမဲ့အခုတစ်ခါမှာတော့ error တစ်ခုတက်တဲ့အတွက်ကျွန်တော်အဲ့ဒီ error ကိုဘယ်လိုဖြေရှင်းသွားရမလဲဆိုမှ ကျွန်တော်ပြပေးမယ် rush enrichment အပိုင်းကိုအဓိက take down လုပ်ပြီးသွားတဲ့ error ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ error တော့ဖို့ဆို dependent နဲ့ဆင်းမယ်ပြီးကျွန်တော်ဒီမှာဆိုရင် page recommendation ဆိုရှိရကျွန်တော်ဒီ user တစ်ချက်ထောက်သွားလိုက်ပါမယ်ကျွန်တော်အခုနဲ့နေရာရောက်လာခင်အခုနဲ့နေရာရောက်လာခဲ့ပြီဆိုလို့ရှိရင်တော့ဒီ page ကကျွန်တော်ပထမဆက်သချင်း subs add on ဆိုရင်ဒီ star မှာချက်ချင်ခဲ့ပြမှာဒီမှာဆိုရင် your page recommendation suspended ဆိုပြီးပြတယ်ကျွန်တော်ပြုတ်ပြင်ပြီးနောက်ပိုင်းမှာတော့ page recommendation enable ဖြစ်သွားခဲ့တယ်ဒီ page မှာတင်လိုက်တဲ့ post content အားလုံးကဒီ page မှာရှိတဲ့ follower ရှိအားလုံးရှိကိုပြပေးတယ် ပြီးလို့ရှိရင်ဒီ page မှာတင်တဲ့ content နဲ့ related ရှိတဲ့လူတွေကိုဒီ page မှာ follower မဖြစ်သေးတဲ့အခြားလူအသစ်စီကိုလည်း Facebook က automatic suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့် page ကဒီ rich englishman အသစ်တွေတိုးလာတဲ့ follower အသစ်တွေတိုးလာတဲ့ကြောင့်တော်တော်လေးအဆင်ပြေတယ်အခုတစ်ခေါက်မှတော့ဒီ error တစ်ခုတက်သွားခဲ့တယ်ဒီ page online မသိနားမလဲပဲအမားလောက်လာခဲ့တဲ့အတွက်ကြောင့်ဒီအတွက်ကျွန်တော် review content တစ်ချက်နေတော့လိုက်ပါမယ် review content တွေဆိုဒီပုံစံနဲ့ပေါ်လာခဲ့ပြီဆိုရင်ကျွန်တော်ဘယ် content မှာဒီ flat ဖြစ်သွားခဲ့လဲဘာ it was flat automatic ဘာဒီ Facebook AI ကလည်းစစ်ဆေးတဲ့အတွက်ကြောင့်သူ page မှာတင်ထားတဲ့ content တိတ်အဆင်မပြေတဲ့အတွက်ကြောင့်မို့ flat လုပ်ပြီးသွားခဲ့တယ်ဒီလို flat content ကိုကြာကြာထားမယ်ဆို page rich english span ကြီး download ပြီးသွားတဲ့အတွက်ကြောင့်အဲ့အတွက်ဒီလို set တစ်ချက်နှိပ်ပြီးမှပြပေးမယ်ညီမတစ်ချက်ကြည့်မဆိုရင် तू ကအားလုံး तू ကရှင်းပြပေးထားတာပေါ့ဒီလို set ကျွန်တော်ဗမာလိုပြောင်းသွားကြည့်လို့ရတယ်အဓိကကျွန်တော်ဒီ security နဲ့ပတ်သက်ပြီးအဓိကသတိထားဖို့လိုအပ်ပါတယ်ကျွန်တော်ဒီအလားမဲ့ page တွေကျွန်တော်ဒီ entertainment page တွေဆိုတော်တော်များတက်ပုံဘာညာတင်တဲ့အခါမှာ english main share တဲ့အခါမှာဆိုတချို့ဆိုရင်ဒီ private page ဆိုင်နဲ့ပတ်သက်ပြီးပေါ်သွားခဲ့တယ် link ဆိုင်နဲ့ပတ်သက်ပြီးအားပေးအမြော တက်ပွန်လေးအပြည့်အမြောက်စကလုံးတွေရေးပြီးသွားမယ်ဆိုရင်လည်း security activate ထိတော့ခင်မယ်ဆိုပေ့ချ်က suspended တမမွေ and publish တမမွေ rush append အထိတော့ခင်မယ်မျိုးတမမွေ page ကပျောက်သွားခင်မယ်မျိုးဖြစ်နေတဲ့အတွက်ကြောင့် AOS နဲ့ပတ်သက်ပြီးလုံးဝလုတ်သွားလို့မရပါဘူးသူ page မှာဆိုရင်တော့ match နေ့ရက်နေ့တော့တင်ထားတဲ့ post content တစ်ခုမှသူစား violation ဖြစ်သွားခင်တယ်ပြောမယ်ဆိုရင်သားပေါ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးဒီ privacy ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဆိုတဲ့စကလုံးမျိုးတွေသူကတုံးဆဲသွားခင်တဲ့အတွက်ကြောင့်ဖြစ်သွားခင်တဲ့အတွက်ကြောင့်မို့ကျွန်တော်နည်းနည်းအောက်ဆင်းတော့မယ်ဒီမှာအဓိကအဓိကကျွန်တော်တစ်ချက်ချင်းမှန်ဆိုရင် get your pitch take down ဆိုပြီးသူကပြအတိကဒီ main ရပြဿနာအကြီးစားဖြစ်ပါတယ်ခင်ဗျကျွန်တော် pitch မှာတင်တဲ့ post content တွေမှာ rich engagement ကြတဲ့အတွက်ကြောင့်ဒီ content ကိုကျွန်တော်ဖြစ်ဖြစ်သွားရမယ်အခြားအခြားသော error ပိုင်းဆိုင်တဲ့ပတ်သက်ပြီးအများကြီးဖြစ်ပေါ်နေတယ်ဒါပေမဲ့ကျွန်တော် pitch အတိက rich engagement ကြပါခဲ့ဆိုကျွန်တော်တင်လိုက်တဲ့ video မှာ view တွေကျသွားခင်ဗျကျွန်တော်တင်လိုက်တဲ့ tab ပေါ်တွေမှာ viewer တွေကျမှာလူအသစ်စီရောမရောက်ဘူးကိုယ့်ရဲ့ follower အနည်းဖားစီပဲရောက်တဲ့အတွက်ကြောင့်ဈေးအောင်ဈေးဝယ်ကျမယ် viewer ကျမယ်အကယ်လို့ stream a desk content မှာရှင်းရတဲ့ဝင်ငွေရှာနေဆို လည်း content machine နဲ့ဝင်ငွေရနည်းမယ် RPM ကြာတော့ခဲ့မယ်အတွက်ကျွန်တော်ဒီဥစ္စာကျွန်တော်ဖြတ်ဖို့ဆိုရင်ကျွန်တော်ဒီဥစ္စာတစ်ချက်နှိပ်မှသွားလဲရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာတစ်ဆင့်သွားဖြတ်လဲရပါတယ်ကျွန်တော်ဒီမှာ take action ဆိုရှိရဒီဥစ္စာတစ်ချက်ထောက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်ဘယ် admin တင်ခဲ့တဲ့အဲ့ဒီ admin ကိုထုတ်ပြီးမှသွားလိုက်ရတယ်ဒါမှမဟုတ်ကျွန်တော်ဒီ post ကို delete လုပ်မယ်ဆိုရင်ကျွန်တော်ဒီမှာ delete post ကိုရှိရပြီးကျွန်တော်ဒီမှာနောက်တစ်ချိန် delete နှိပ်ပြီးသွားလိုက်ပါ ောက်တစ် delete နေပြီးသွားလိုက်မယ်ဆိုဒီ post ကပြတ်သွားခဲ့ပြီဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာတစ်ချက်များ refresh လုပ်ပြီးမှကြည့်လိုက်ပါမယ်ခုနဥစ္စာပြတ်သွားခဲ့မှာအခုဆိုလို့ရှိရင်ကျွန်တော်ဒီဥစ္စာပြန်ခဲ့တယ်ဒီဥစ္စာဘာကြောင့်ကြံခဲ့လဲဆိုကျွန်တော်ဒီ review content တစ်ချက်နေပြီးသွားမယ်ဆိုရင်ဒီမှာ two page မှာ straight လေးဒီအများကြီးထိထားဥစ္စာရှိရမှာဒီအတွက်ကြောင့်ကြံခဲ့တယ်ဒါပေမဲ့ two page ရဲ့ recommendation မှာ activate ပြတဲ့အတွက်ကြောင့်မို့ page rich english ပိုင်းပိုင်းမှာလုံးဝထိခိုက်ခြင်းမရှိဘူးပေါ့နော်ဒီ page ကပထမတော့ subs error အနေအထားဖြစ်တယ်ကျွန်တော်ပြပြနေပါအဝါရောင်ဖြစ်သွားခဲ့တယ်အခုတစ်ခေါက်ဒီ page ကိုပြန် မှာ review ပါ냐တင်ပြီးသွားမယ်ဆိုရင်ဒီ page ကတိတ်မကြခင်မှာစိန်တော့ခင်မှာပေါ့နော်ပြီးလို့ရှိရင်လည်းမောင်ရှင်အပိုင်းမရှိမှဆိုလို့ eligible ပြတယ် page quality မှာ straight တာရှိတယ်ဒါပေမဲ့အဝါရောင်တာပြတယ်ဒါပေမဲ့ page rich english အပိုင်းလဲကောင်းတယ် moderation အပိုင်းလဲကောင်းတယ်ဒီအဲ့ဒါကြံတာကြံခဲ့တာပဲ pitch တွေထိခိုက်မှုလုံးဝလုံးဝမရှိဘူးဒါပေမဲ့ကျွန်တော် pitch မှာဒီဥစ္စာမြင်တွေ့နေရတဲ့အတွက်ကြောင့်မို့ကျွန်တော်တိတ်အဆင်မပြေတဲ့အတွက်ကြောင့်မို့ဒီဥစ္စာလည်းဘလို့ affiliate တင်မှာ remote လောက်သွားရမှာဆိုပြီးအရှိဗီဒီယိုမှာကျွန်တော်တင်ပြထားတဲ့ဥစ္စာတစ်ချက်သွားကြည့်နိုင်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော် pitch မှာ rich engagement အပိုင်းလဲဘာလို့ပိတ်သွားခဲ့တယ်ဘာလို့ကျသွားခဲ့တယ် follower ဘာလို့ကျသွားခဲ့တယ်ဆိုမှကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ဘလို့ fix လုပ်ပြီးသွားရမှာဆိုပြီးကျွန်တော်အသေးစိတ်ကျွန်တော်ပြပေးတယ် star ကအမြဲတမ်းကျွန်တော်စစ်ပါ star အမြဲတမ်းဒီ လိုလေးကောင်းနေရပါမယ်အကယ်လို့ချက်ချက်ပဲပါနေဖြစ်တဲ့ဆိုရင်တော့ကျွန်တော်အရှိဗီဒီယိုမှာတင်ထား တင်ထားတဲ့ဥစ္စာတွေတော့ကြည့်ပြီးမှ face load ဖို့နိုင်ပါတယ်ဒီဗီဒီယိုကြည့်မှလည်း face load ဖို့နိုင်ပါတယ်နောက်တစ်ခုဗီဒီယိုမှာကျွန်တော်ဒီ page quality အဝိုင်းဖြစ်တဲ့ဥစ္စာ straight အများကြီးထိတဲ့ဥစ္စာလည်းဘယ်လို remove လုပ်ပြီးတွားရမလဲဆိုပြီးမှကျွန်တော်ပြပြပေးမယ်ပထမဆုံးကတော့ဒီ page ကအနီရဖြစ်တဲ့ပြပြင်းနောက်ပိုင်းအဝိုင်းဖြစ်သွားခဲ့တဲ့နောက်တစ်ချိန် review တင်ထားခဲ့မယ်ဆိုလုံးဝအစင်းရဖြစ်သွားခဲ့မယ်အခုဆိုရင်ကျွန်တော်ဒီမှာ active ဒီမှာဆိုရင် eligible ပြတယ်ပထမဆုံး your page recommendation is suspended so my rich englishman အပိုင်းလုံးဝပိတ်သွားခဲ့တယ်နောက်တစ်ခုကျတော့ your page is not eligible ဆိုပြီးပြတာဘာအခုဆိုရင်အားလုံးက eligible ဖြစ်သွားခဲ့တဲ့အားလုံးက edit page ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ no registered ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ page ကတော်တော်လေး performance တော်တော်လေးကောင်းသွားခဲ့ပါတယ် rich engagement အပိုင်းလည်းကျွန်တော်အခုနောက်တော့ပြပေးတယ်ဘယ်လောက်ထိကိုထိုးတက်လာတယ်ဆိုမှအခုတစ်ခေါက်မှကျွန်တော်ပြန်ပြပေးမယ်ဒီ personal dashboard မှာဒီမှာတစ်ချက်ကြည့်မယ်ဆိုအားလုံးကတင်းကြော်အထက်ဒီပဲเนาะဒီမှာတင်းတောင်ကြော်ပါတယ်ခင်ဗျာเนาะ1 million အထက်မှာအားလုံးရှိပါ rich content ဖြစ် follower အသစ်ဆိုဒါဆိုရင် follower အသစ်ဆိုလည်းတော်တော်လေးအဆင်ပြေပါတယ်3000အထက်မှာရှိပါတယ်ဒီဥစ္စာကျတော့28ရက်အတွင်းမှာပဲဒီ follower တက်လာခဲ့တဲ့ဖြစ်ရဲ့ဒီ engagement reach အပိုင်းနေဖြစ်ပါတယ်ခင်ဗျာနော် left hand အတွက်ကြည့်မှဆိုရင်တော့10 million အထက်ကိုရှိပါတယ်ဒီနေ့ဒီမှာဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်အကယ်လို့လူကြီးမင်းတို့ page မှာလည်းအခုလို့ error တက်တဲ့အတွက်ကြောင့်မို့ဒီ video ကြည့်မှဖြေရှင်းနိုင်နေဆိုရင်တော့ comment box မှာရေးပြီးမှတော်ပြပါအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်